အမေရင်ရဲ့နောက်ပါတပြည့်လက်သားတည်းရဲ့ဆေးအပေါင်းတို့ဘွဲ့တော်ကြတွေကိုမြေရှိစာလာရောက်စားသုံးကြပါ EAE မိသားစုအပေါ်ချောင်းရောက်မဲ့ဘေးအန္တရာယ်အပေါင်းတို့ကိုလည်းဖယ်ရှားပေးပါ။ရောက်ရာအရာကကျွမ်းရောက်သုံးဆောင်ကြပါ။ကဲမင်းအနီနာကခွေးတက်ကောင်ကောင်မှာဝင်ပူးကပ်ပြီးစားချင်စား။ဒါမှမဟုတ်ဒီတိုင်းပဲစားချင်စား။ဒါမင်းရဲ့အခွင့်အရေးပဲ။လာငါလည်းသွားစားမယ်။ကျွမ်းမီသူအမျိုးသမီးကြီးအိမ်ထဲဝင်သွားတာနဲ့တည်ရဲမြပြူနဲ့တကွာလမ်းထဲမှာရှိတဲ့တည်ရဲအချို့ပါဝင်ရောက်စားပေါက်နေလေပါတော့တယ်။ဟော့ဟော့ဟော့ မင်းတို့အိမ်သားတွေငါဘာသူလဲဆိုတာသိပြီမဟုတ်လားငါ့ကိုအမေသားဟင်ချက်တွေ့ရမယ်တပိတ်ပါထဲမနှဲစေရဘူးဟာ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 အမေသားဟင်ကညဖင်ရဖို့မလွယ်ပါဘူးချက်သားဟင်နဲ့တွေ့ပေးရစေမရဘူးငါအမေသားဟင်ပဲစားချင်တယ်စားပြီးရင်ဘသူ့ကိုမှအန်တရာမပြုတ်ဘူးဆိုရင်တွေ့ပါမယ်တွေ့လေမစားပြီးတော့လည်းထွက်သွားမှာပေါ့ မိုးမောက်လာတာနဲ့မြို့လေးရဲ့အစွန်ရက်ွက်အတွင်းမှာတအိပ်ပြီးတအိမ်လူတယောက်ကိုဝင်ရောက်ပူးကတ်ပြီးအစာတောင်းစားနေတဲ့တေးကြီးလည်းယခုညမောက်လာတာနဲ့ဝင်ရောက်ပူးကတ်၆လကအမေသာဟင်းတောင်းစားနေလေပါတယ်။တချို့အိမ်တွေကတေးကြီးတောင်းဆိုတဲ့အမေသာဟင်းကိုထမင်းဟင်းရောင်းတဲ့ဆိုင်တွေကအပြင်းအလွာရှောက်ဝယ်ပြီးဂျင်းနဲ့အောင်ကျူးမွေးလိုက်မှပူးကတ်ရာကပြန်ထွက်သွားပါတယ်။တချို့အိမ်တွေကတေးကြီးစားချင်တဲ့လောက်ဟင်းဝယ်ရာမရတာကြောင့်နှစ်ဆိုင်သုံးဆိုင်ပေါင်းဝယ်ပြီးမှကျွေးကြရပါတယ်။ ယခုဥမြင့်သေးရဲ့အိမ်မှာညဖနေနိုင်ထိုးပြီးတာနဲ့ဥမြင့်သေးရဲ့တမီးအကြီးခန်းတော်ကမှဝေရောက်ပုကတ်ကအမေသာဟင်းကိုတပိတ်သာချက်တောင်းဆိုနေလိပါတယ်။သူတောင်းဆိုတဲ့အတိုင်းဥမြင့်သိန်းကသွားဖြစ်သူကိုပိုက်ဆံပေးပြီးတော့ဆက်ပြီးတစည်းနဲ့အမေသာဟင်းရှောက်ဝဲရလှောက်လိုက်ပါတယ်။စပိန်နဲ့လက်ဖက်ရှောက်ဝဲတော်လဲအမေသာဟင်းတဆိုင်မဝဲမရကံမကောင်းစွာနဲ့အိမ်ပြန်ရောက်လာပါတယ်။အချိန်က9နာရီခွဲကျော်နေပါပြီ။တရေကြီးကစိတ်ဆိုးနေပါပြီ။